ားပြညချန်နယ်ကိုအစီအမပြတ်နားဆင်အားပေးနေကြတဲ့စာပေချစ်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ရင်းနှင်းပွဲ စိတ်ဝင်စားပွဲဗဟုသုတရပွဲရဲမတန်မှုခင်းဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။သွေးရောင်လွှမ်းနဲ့ဟိုင်းဝေးလန် တိတ်ဆိတ်ခြင်းကိုဖုံးမီတန်က ဖြိုခွင်းလိုက်တဲ့အစမပြတ်မြည်နေတဲ့ဖုံးမီတန်ကြောင့်ဒူရဲအုပ်မျိုးစင်ကပြေးသွားခဲ့တယ်။ဟယ်လိုမုံရွာရဲစခန်းကတာဝန်မှုဒူရဲအုပ်မျိုးစင်မှာဘာကိစ္စလဲဆရာအချိန်မတော်ကြီးတကောင်ကျော်တက်နာကြီးအချိန်ကင်းတာဝန်ကြရဲတပ်ဖွဲ့ဝင်ကလွဲလို့အားလုံးကအိတ်နေကြတယ်။လာစုပ်ရဲဖြစ်တဲ့အတွက်မုံရွာတမျိုးလုံးကိုအမောင်တူးကဖုံးလွှမ်းထားတယ်။ဘယ်နေရာမှာလဲကျွန်တော်တို့ချက်ချင်းပဲလာခဲ့မယ်ဆရာစောင့်နေပါ တဖက်ကအပြောကိုမဆောင်မီဒူရဲအုပ်မျိုးစင်က ဖုံးကိုပြန်ချလိုက်တဲ့တပွဲပေါ်ကဥထုပ်ကိုလှမ်းယူလိုက်တဲ့ဆီယာမင်အေးဂျီနန်ဆောင်နေတဲ့တက်ကြက်မင်အေးကပြေးထွက်လာပြီးဝိဆောင်ပြေးနေဖြစ်နေတဲ့ဒူရဲအုပ်မျိုးစင်ကိုကြည့်ပြီးတက်ကြက်မင်အေးကအန်အန်တင့်နေသည်ဘဲလေးဆရာမအူရွာနာကကားတိုက်လို့တဲ့တွားကြရအောင်ဗျာ မအူရွာကမုံရွာမျိုးနဲ့ငားမိုင်ခံဝီးတွေမုံရွာမန္တလေးကားလမ်းဘေးမှာရှိတဲ့ရင်အသွာလာမပြတ်ပြီးနင်းနေညာညာခီးတဲ့တင်ကားများဂုံတဲ့တင်ကားများဖြတ်တန်းမောင်းနေကြတယ်။ဆရာမျိုးစင်စံကေမီးအောင်အောက်မှာရင်ထင်းရဲဝေးစုံနဲ့တက်တက်ကြီးများတောင်းကိုအထင်သာတွေ့ရတယ်။တက်တက်ကြီးများတောင်းရှိမှဒူရဲအုပ်မျိုးစင်ကသူ့ရဲ့စံကေကိုရက်လိုက်တယ်။ဘလို့ဖြစ်တာလဲ။ကျွန်တော်လည်းမသိဘူးဆရာ။ကင်းလက်ရင်နဲ့တွေ့တာစင်ကြီးတော့သိနေပြီ။ တိုက်တဲ့ကရော တွေ့လားမတွေ့ဘူးစရာတေဆုံးသူမှာတောင်ဘက်အရက်ကိုခေါင်းပြူရင်းနဲ့လဲကြနေတယ်။သွေးစွန်နေတဲ့ကားဘင်းရများကိုလည်းတောင်ဘက်မှာတွေ့ရတယ်။တောင်စုပ်တစ်လုံးနဲ့အိတ်စုပ်တစ်လုံးကအနောက်ဘက်မှာ လွင့်စင်ပြန့်ကျဲနေတယ်။စိတ်မကြမ်းမှသူမြင်တမ်းမှာလား။ဟုတ်တယ်ဆရာ။ အလောင်းကိုစစ်ဆေးရန်ခက်ခဲဖြစ်တော်လေအဝေစားနှင့်ပစ္စည်းများကိုကြည့်ပြီးမြင်တမ်းမှန်းသိရသည်ဆွေမရှိမျိုးမရှိတကောင်ကျွက်ခြေဥတည့်ရသွားပြီးအိတ်ချင်ရအိတ်တည်းစားချင်တဲ့နေရာမှာစားရီစိတ်မကြမ်းမှသူဖြစ်တော်လေဘသူကမှအန်တီရမပီးပတ်စံရရင်တော့လိုအပ်တာကိုဝေတတ်တည်းအလောင်းအနေထားနဲ့ကားဘင်းရာတွေအရာမုံရွာကနေမန္တလေးတော်ရီကားကတိုက်တာပဲသွေးစောနေတဲ့ကားဘင်းရာတွေကမန္တလေးဘက်ကိုထွက်သွားကြောင်ပြနေတယ် ဟုတ်တယ်ဆရာ တက်ကြက်မြင်းအေးကအလောင်းနေသားနေပဝင်းချင်းကိုမြေပုံချမ်းဆွဲတဲ့သွေးစောနေတဲ့ကားဘင်းရများကိုဓာတ်ပုံရိုက်တယ်။ကဲလာဆရာမြင်တော့ဘယ်လေးဆရာကားကြီးခွင်းသွားကြမယ်။အဲ့ဒီမှာဒီညမန္တလေးထွက်တဲ့ကားတွေကိုစုံစမ်းရင်တော့ရနိုင်မှာပဲ။ဒူရဲအုံမျိုးစင်တို့အဖွဲမုံရွာကားကြီးခွင်းကိုစံကင်များနဲ့ရောက်သွားကြတဲ့ကားကြီးခွင်းမှာခီးတဲ့များနဲ့စီကားနေတယ်။ကျွန်တော်တာဝန်မှုအောင်ဆွေးပါ။ လက်ဖက်ရည်သွားတော့တဲ့ဂိမ်းမှုကောင်ဆွေကအပြေးပြန်လာပြီးဒူရဲအုပ်မျိုးစင်က ကားများကိုကြည့်နေသည်မန္တလေးသွားတဲ့ကားတွေသိချင်လို့ပါရပါတယ်လာစရာကိုအောင်ဆွေကစရင်စာအုပ်ကိုလှမ်းနေအဝင်အထွက်ကားများကမနေပြီည7နာရီနဲ့တနာရီအကြာအချိန်လောက်ကကားတွေကိုကြည့်ပြီဗျာစာရွက်များကိုတစ်ဖြက်ဖြက်လှမ်းပြီး အောင်ဆွေကရှာရီတကြက်မြင်အေးပါဝိုင်းရှာရီ7နာရီနဲ့တနာရီကြာတော့စရာဟုတ်တယ်ဦးအောင်ဆွေ တွေ့ပြီဆရာတွေ့ပြီတုံးစည်းလေလားဟုတ်တယ်ဆရာတုံးစည်းလေတနာရီကနေ3နာရီထိဘာကမှဝင်ထွက်မရှိဘူး4နာရီထုံးမှထွက်ကြမှာကျေးဇူးပဲကွာဆွေအရေးကြီးလို့တောင်းအောင်မေဗျဆန်ကိများနဲ့ဒူရဲအုပ်မျိုးစင်တို့စောက်လုပ်ရေးဘိန်းကွန်ဂိတ်ကိုလိုက်ကြပြန်နေစကန်းပြန်ရန်အချိန်မရောက်မြင်တန်းကိုတိုက်သွားတဲ့ကားနောက်ကိုချက်ချင်းလိုက်ရမေသဲလွန်စားများမပြောင်းမီအချိန်မီဖမ်းလို့ရတခြားမျိုးတစ်မျိုးကိုရောက်သွားရင်သဲလွန်စားများကိုဖျောက်ဖျက်ပစ်နိုင်နေတယ် ဒီည12နာရီနဲ့တနာရီကြားမှာဘဲကားတွေဖြတ်လေဥလွင်မောင်ဥလွင်မောင်ကစည်ရင်းစာအုပ်ကိုလှမ်းနေမျက်မှန်တဝင်းဝင်းနဲ့တရွက်ချင်းရှာနေတယ်မန္တလေးဘက်သွားတဲ့ကားတွေပဲရှာဥလွင်မောင်ကားကြီးဝင်းကရရှိခဲ့တဲ့နံပါတ်များနဲ့စောက်လုပ်ရေးဘိန်းကွန်ဂိတ်မှာရရှိတဲ့ကားနံပါတ်များတူနေတယ်ဒုကားများကကားကြီးဝင်းကထွက်လာပြီးဘိန်းကွန်ဂိတ်ကိုဖြတ်သွားကြပြီးမအူရွာကိုဒုကားသုံးစီးဖြတ်သွားသည်မှတေချာနေတယ်မအူရွာကမန္တလေးနဲ့မုံရွာကြားမှာရှိတယ် ုံးခဏဆက်မယ်ဆက်ပါစရာစောက်လုတ်ရေးဘင်းခွန်ဂိတ်မှာစကန်တရာဂိတ်ကိုဒူရဲအုပ်မျိုးစင်က ဖုံးဆက်တဲ့ဖုံးအသုံးနေတဲ့အချိန်မှုအလွဲတကူအဆက်တွေရရည်ဟယ်လိုမုံရွာရဲစကန်ကဒူရဲအုပ်မျိုးစင်မှာ ဟုတ်ကဲ့စရာကားသုံးစီးဖြတ်တော့မတော်တိကျင်လို့ပါစိတ်ချမယ်နော် တိုက်သွားတဲ့အလောင်းရှိပြီးတိုက်သွားတဲ့ကားကိုမတွေ့ရပြီးမောင်းပြေသွားသည်မှာတေးချနေသည်ပြမှုကျူးလွန်ရင်ဖန်းစီရမှာကရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်သည့်ဖန်းစီယုံနေမကပြီးတိုက်သည်နဲ့ပြည်တံရရှိစေရန်လေဆောင်ရွက်ရမှာဖြစ်သည်စကန့်တရားခိတ်ကိုလိုက်မယ်ဝဝဲမြောက်ခင်ဖမ်းမိဖို့အရေးကြီးတယ်မောင်းပြေသွားတဲ့ကားကိုမတွေ့သေးတဲ့အတွက်ဒူရဲအုပ်မျိုးစင်တို့မနာနိုင်ကြသည့်လူတိုက်ထွက်ပြေးသွားတဲ့ကားကိုတွေ့အောင်ရှာရမယ်လိုက်မယ်ဆရာ ဒူရဲအုပ်မျိုးစင်နဲ့တကြက်မြင်းအေးကဆိုင်ခဲ့တစီတကြက်ကြီးမြသောကတစီနဲ့မုံရွာမန္တလေးကားလမ်းတိုင်မောင်းနှင်ခဲ့ကြရီနန္ဒရှောက်တွေးသမျှကိုကားများကိုကြည့်ကြရီရဲတပ်ဖွဲ့ကဆိုင်ကိန်းနှစီနဲ့ဝင်လာတဲ့အတွက်ညောင်ပင်ဝန်တရာဘင်းကွန်ဂိတ်မှုကုခင်ဝင်းထွက်လာရီဒူရဲအုပ်မျိုးစင်တို့ကညောင်ပင်ဝန်တရာပေါ်ဖြတ်တန်းမောင်းနှင်နေတဲ့ကားများကိုကြည့်နေကြရီကိစ္စရှိလို့လားစီယား ဖြတ်တန်းနေတဲ့ကားများကိုကြည့်ရင်ဒူရဲအုံမျိုးစင်ကခေါင်းငိတ်ပြလိုက်တဲ့ဖြတ်တန်းနေတဲ့ကားများကအဆက်မပြတ်ပြီးအထဲဝင်လေဒူရဲအုံမျိုးစင်တို့ဂိတ်ထဲကိုဝင်လိုက်ကြတဲ့ကားတန်များကဂိတ်ထဲထဲထိလိုက်လာတယ်ကားသုံးစီးလာရှာတာဒီဂိတ်ကိုဖြတ်မဖြတ်သိချင်လို့နံပါတ်တီလာစရာဒီနံပါတ်ပဲကားနံပါတ်များကိုကိုခင်ဝင်းကလိုက်မှတ်တဲ့၎င်းနောက်ဘေးခွန်ကောက်တဲ့နေရာကိုထွက်သွားပြီးကားများကိုကြည့်ရင်းနဲ့ရဲအုပ်မျိုးစင်တို့စောင့်နေကြတယ် ဒီကပဲဖြတ်သေးတယ်ဆရာဆရာပြောတဲ့ကားနံပါတ်ကတော့မဖြတ်ဘူးကျေးဇူးပဲကျွန်တော်တို့သွားကြမယ်ဘယ်သွားမှလဲဆရာတကြက်ကြီးများတောင်းကဒူရဲအုပ်မျိုးစင်ရဲ့လက်ကိုလှမ်းဆွေရင်မေးလိုက်တဲ့ဒူရဲအုပ်မျိုးစင်ရဲ့ခြေလမ်းများကတုံသွားပြီဖြတ်ရမယ့်အချိန်မှာကားသုံးစီးတဲ့ကနှစ်စီးပဲဖြတ်သွားတယ်ဆိုတော့မဖြတ်တဲ့တစ်စီးကိုလိုက်ရှာအောင်ပေါ့ညောင်ပင်ဝန်းတရားကိုမဖြတ်သေးဘူးဆိုတော့နောက်ကြောင်ပြန်လှည့်ရမှာပဲလမ်းမှာခိုးနေမှာပေါ့ ဒူရဲအုပ်မျိုးစင်တို့နောက်ကျောင်းပြန်လှည့်ခဲ့ကြသည်လမ်းဘေးဝဲရောက်မှကားများကိုကြည့်သည်ဟောဒူရဲအုပ်မျိုးစင်တို့ကိုတွေ့တော့မြင်းမူရင်ထိန်အဖွဲ့မှတက်ကြက်ကြီးဝင်းစင်ကအံ့အံ့သင့်နေသည်ဒူရဲအုပ်မျိုးစင်တို့မှယူနီဖောင်းအပြည့်စုံနဲ့ကျွေးများရွှေ့နေနေတာကိုတွေ့ကြသည်ကားတစီးနောက်ကိုလိုက်တာနံပါတ်ပြောပါစီအောင်ဒီနံပါတ်ပဲတွေ့လားမတွေ့ဘူးဗျကဲသွားမယ်ဟာလက်ဖက်ရည်တောက်သွားအောင်လေဆရာကြီး အရေးကြီးလို့ဗျာသွားတော့မယ်ဒူရဲအုပ်မျိုးစိန်တို့အဖွဲမြင်းမှုမျိုးကထွက်ခဲ့ကြပြီးဆိုင်ကယ်များရဲ့ဥတီရောက်မှချောင်းဦးကိုဖြစ်တဲ့ဒူရဲအုပ်မျိုးစိန်တို့ချောင်းဦးမျိုးအဝင်ဂိတ်ကြီးကောက်တဲ့ဂိတ်ထဲကိုဝင်ရောက်ခဲ့ကြပြီးရင်ထင်းရဲတပ်ဖွဲ့မှ တက်ကြက်ခင်မောင်းမြင်ရုံကန်းလေးကထွက်လာပြီးဘဲကလှည့်လာကြတာလေးဆရာကားတစီးကိုလိုက်ရှာနေတာနံပါတ်တည်လားဆရာဒီမှာဒီနံပါတ်ပဲဒီကိုရောက်မလာဘူးဘာဖြစ်လို့လဲဆရာ မုံရွာမှာလူတယောက်ကိုတိုက်ပြီးတော့ထွက်ပြေးသွားတယ်။သူနဲ့တူထွက်လာတဲ့ကားနှစ်စီးကသခိုင်းတရာဘင်းခွန်ဂိတ်ကိုဖြတ်သွားကြပြီ။ဒီကားကမဖြတ်သေးဘူး။ဟာဒါဆိုပခုတ်ကူကကောင်ဖြစ်မယ်စရာ။မန္တလေးကိုသွားမှာမဟုတ်ဘူး။မြိုင်လန်းခွဲကနေပခုတ်ကူသွားတာဖြစ်လိမ့်မယ်။ကျေးဇူးပဲစရာ။ကဲကျွန်တော်တို့ပခုတ်ကူလိုက်ကြမယ်။ကဲဆရာတို့ဆိုင်ကယ်ရောလူပါအာဟာရဖြည့်ကြရအောင်။ ဆိုင်ကယ်များကိုစီးထည့်ပြီးလူများကတမင်းစားပြီးတော့နေဒူရဲအုံမျိုးစင်တို့ပခုတ်ကူကိုဆက်လိုက်ခဲ့ကြရီနေအပူကိုဂယုမထားနိုင်ကြပခုတ်ကူမြန်မြန်ရောက်ရန်ဆိုင်ကယ်များကိုမိုင်းကုံမောင်းနေကြရရီကားငယ်ခွင်းကဥအောင်မြင့်ကိုရဲ့ဝင်းထဲမှာတွေ့ခဲ့ရစီပခုတ်ကူရေစကန်းမှာနေထိန်အီယာရှိဒူရဲအုံဇောလင်တဲ့အဖွဲကကားကိုကူရှာပေးကြရီပခုတ်ကူရေစကန်းစကန်းမှုရဲအုံတင်မောင်းအီကဒူရဲအုံမျိုးစင်တို့ကိုအပြေဝအကူညီပေးတယ် ကဲဆရာမျိုးစင်လိုက်သွားတော့ဗျာရဲအုပ်တင်မောင်အေးကိုအလေးပြုပြီးဒူရဲအုပ်မျိုးစင်တို့ထွက်ခေကြရီဒူရဲအုပ်စောလွင်ဆိုင်ကရှေးကနေဦးဆောင်နေရဲအုပ်မျိုးစင်ကနောက်ကနေလိုက်ကြရီပခုတ်ကူနွေကာလရဲ့နေကကျဲကျဲတောက်ပြီးကတ္တရာလမ်းများတော့အငွေ့ပြန်နေတဲ့တန်လျက်များကတလက်လက်ဖြစ်တဲ့ဟောဆရာတို့ပါလားဒူရဲအုပ်မျိုးစင်တို့ရောက်ပြီးခဏကြာမှဥအောင်မြင်ထွက်လာ၏။ကြံတောက်မှာတော့ကားကိုတွေ့ရ၏။ ဒီကားကဘု து ကားလေကျွန်တော်ကားပါ မနေ့ကမတွေ့ဘူးဘယ်ကပြန်လာတာလဲမုံရွာကားပါဘု து မောင်းတာလေစေတန်းကျွန်တော်တို့ကားကိုကြည့်မလို့ပါ ကြည့်ပါစရာကားရဲ့နောက်ညာဘင်းကိုဖြုတ်ထားပြီးဘင်းကိုရေကန်နားမှာချပြီးရေစိထားပြီးဘင်းမှာဘာမှမတွေ့တွေးနေစရာညာဘဘင်းကိုရေချမ်းပြင်အောက်ပိုင်းရှိရွှေများမှာသွေးများကပ်နေတာကိုဒူရဲအုပ်မျိုးချင်းကပြရီဒူရဲအုပ်စောလွင်ကမှန်ဘလူးနဲ့ကြည်တယ် ဟုတ်တယ်ဆရာမျိုးစင်သွေးစည်းတွေကတ်နေတယ်ဒီမှာရောပဲဒူရဲအုပ်မျိုးစင်ပြတဲ့နေရာကိုဒူရဲအုပ်စောလွင်ကမှန်ပလူးနဲ့ကြည့်တယ်ဒူရဲအုပ်စောလွင်က မျက်လုံးပြူသွားတယ်အသားစဟုတ်တယ်ဆရာဆရာမြင့်အေးဓာတ်ပုံလာရိုက်ပြသွေးနဲ့အသားဖတ်များကို တွေးတဲ့နေရာကို တကြက်မြင်းအေကဓာတ်ပုံရိုက်တယ်။တကြက်ကြီးများတောင်းကကားရှိပိုင်းကိုစစ်စီးနေသည်။ကဲကိုစေတန်ကျွန်တော်တို့ကလိုရင်းမယ်မေးမယ် မုံရွာကမဥကျေးရွာနာမှာလူတယောက်ကိုတိုက်လာတယ်မဟုတ်လားအာမတိုက်ပောင်စရာကားဘင်းကိုဘာလို့ဖြုတ်တာလဲရေးစေးတာပါစေးရင်လေဘင်းအလုံးကိုစေးပေါ်ဗျဘာဖြစ်လို့တဘင်းထဲကိုစေးရတာလဲခမ ्या ကဘင်းကသွေးကိုရေးစေးတာကိုဗျဟောဒီအောက်ပိုင်းကိုမှမစေးဘဲအောက်ပိုင်းမှာရှုံးတွေနဲ့လူးပြီးတော့သွေးနဲ့အသားစားတွေကတ်နေတယ်ဗျဗျာမယုံဘူးလားရော့မှန်းမလို့ဒီနေရာကိုကြည်စမ်းဗျာ ဒူရဲအုပ်မျိုးစင်ပြတဲ့နေရာကိုစေတန်းကိုယ်တိုင်မှန်ဘလူးနဲ့ကြည့်တယ်။သွေးနဲ့အသားစာများကိုကြည့်ပြီးစေတန်းကမျက်လုံးပြူးသွားရီ။တွေ့တယ်မဟုတ်လား။ဟုတ်ပါရဲ့ဆရာ။ကျွန်တော်လူတယောက်ကိုဝေတိုက်မိခဲ့ပါတယ်။ခမရဘလို့ပဲမောင်းပြပြဘလို့ပဲတဲလွန်စာရီဖြောက်ဖြောက်။ရာဇဝတ်ဘေးကပြေးမလွတ်ပါဘူး။မကောင်းဘူးဆိုတာဘယ်တော့မှစိတ်ခွေရမရှိဘူးဗျ။ဦးအောင်မင်းကိုစေတန်းကလှမ်းကြည့်တယ်။ဦးအောင်မင်းကခေါင်းညိပြလိုက်ဟန်ရှိတယ်။ဆရာ ပြောပါကိုစေးတန်းဘာပြောကျင်လို့လဲကျွန်တော်ကိုကူညီပါစရာစိတ်ချပါကျွန်တော်တို့ကူညီပါမယ်ဥပဒေကခွင့်ပြုထားတဲ့အတိုင်းဆောင်ရွက်ပေးပါမယ်ကျွန်တော်တောင်းတာကအဲ့ဒီအကူအညီမျိုးမဟုတ်ဘူးစရာဘာအကူအညီလဲကျွန်တော်ကိုလွတ်ပေးပါစရာဘာငွေစေသိမ့်ပေးပါမယ်လွတ်ပေးပါစရာကျွန်တော်ဒါမျိုးမလုပ်ဘူးကိုစေးတန်းလွတ်ပေးပါစရာရဲ့သိမ့်နဲ့ဆယ်ပေးပါမယ်သိမ့်နေရပေးလေကျွန်တော်လွတ်မပေးနိုင်ကိုစေးတန်းကျွန်တော်တို့ကဥပဒေလက်တော်သားတွေပါ ဥပဒေစိုးမိုးရေးအတွက်ပဲလုပ်တယ်။ဥပဒေအပြင်ဘက်ကအလုပ်ကိုမလုပ်ဘူးဗျ။ဘသူမှမသိပါအောင်ဆရာကြီး။အာခမရတေခတ်ပါလား။မကောင်းဘူးဆိုတာစိတ်ခွေရမရှိဘူးဗျ။သိန်း20ဆိုတာဆရာတို့တတလုံးရှာလို့မရပါအောင်ဆရာ။သိန်း20လိုချင်မှတော့ရဲအလုပ်ပဲလုပ်မလဲဗျ။ကဲကြားရဗျာ။သွားမယ်။ဆရာမင်းအေးလက်ထိတ်ခတ်ဗျာ။ကျွန်တော်မှဒီသားတယောက်ပဲရှိတာပါဆရာ။တိုင်းပြီးတဲ့လူကလည်းစိတ်မကြမ်းမှသူပါ။ဆွေမရှိမျိုးမရှိတကောင်ကြွက်ပဲဆရာကြီး။ ။ဆရာတို့ကိုတိုင်တဲ့သူလည်းရှိတော့မှမဟုတ်တော့။ဘသူပဲဖြစ်ဖြစ်ဥပဒေကတခုပဲရှိတယ်ဥအောင်မြင့်။စိတ်မကျမ်းမာသူအတွက်တမျိုး၊လူကောင်းအတွက်တမျိုး၊စင်ရဲသားအတွက်တမျိုး၊တထေးတွေအတွက်တမျိုးဆိုပြီးတော့ဥပဒေကအမျိုးမျိုးမရှိဘူး။ကြောသားရင်သာမခွဲကြဘူး။ပြစ်မှုကျူးလွန်ရင်စင်ရဲသူလည်းအေးအေးယူခံရမှာပဲ။ချမ်းသာသူလည်းအေးအေးယူခံရမှာပဲ။တိုင်သူမရှိလဲပြစ်မှုကျူးလွန်ရင်အေးအေးယူရမှာပဲ။အခုကားတိုင်းမှုမှာတရားလိုကဒီရင်ထိန်ရဲတက်ချက်ကြီးများတော့မယ်။ ။ဆရာကြောက်နေလို့ဖြစ်မှာပါ။ကျွန်တော်ကြောက်တယ်ဆိုတာဟုတ်တယ်ဦးအောင်မြင့်။မဟုတ်တာလောက်ရမှာ우ကျွန်တော်ကြောက်တယ်။ကျွန်တော်ဘယ်တော့မှမဟုတ်တာမလုပ်ဘူး။ရဲတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့အတွက်တရားဥပဒေအပြင်ဘက်ကအလုံမျိုးကိုကျွန်တော်ဘယ်တော့မှမလုပ်ဘူး။ရဲတပ်ဖွဲ့ဝင်တွေဟာတရားဥပဒေစိုးမိုးရေးရဲရွာအေးချမ်းသားရာရေးပြည်သူ့ဘဝလုံခြုံရေးအတွက်တက်ဆွန့်ပြီးကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ဆရာရဲ့ကြည့်ပြီးတော့ကူညီပါဦး။ကျွန်တော်မလုပ်ပေးနိုင်ဘူးဗျာ။ကဲမလုပ်နဲ့အောင်ကွာ။ ဒူရဲအုပ်မျိုးစဉ်ကိုတောင်းပန်လို့မရတော့စေရိုင်းဝင်နေတဲ့စေတန်းကိုဒူရဲအုပ်မျိုးစဉ်က အချိန်မီတားဆီးကာကွယ်နိုင်ခဲ့တဲ့စေတန်းကိုဒူရဲအုပ်မျိုးစဉ်ကလက်ထိတ်ခတ်လိုက်တဲ့စေတန်းမလုံရဲတော့ရဲတပ်ဖွဲ့ဝင်များကဒူစရိုက်သမားမျိုးစုံနဲ့ရင်ဆိုင်ချားရသူများဖြစ်တော့ရဲတပ်ဖွဲ့ဝင်တိုင်းမှာကိုလုံပညာတတ်ထားတာကိုသတိထားမိဟန်မရှိပေ။စာရေးသူဆရာကြီးကိုလေဂျေဆုတင်ပါရီ။ ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီ။အခုလို စိတ်ဝင်စားဖွယ်ဇလန်းများကို တင်ဆက်ပေးတဲ့ကျမရဲ့လာပြညာ channel ကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးဘူးတောင်းဆိုပေးရစီရှင်။